ကော့ဂရိတ်ဂျုံလိုလန်းတိုက်ပွဲတွင်စစ်သား30ဦးထက်မနည်းသေဆုံးပြီးစစ်တပ်ဖက်မှတရင်မှုနဲ့ဒုတရင်မှုတို့အပြင်းထန်ဒဏ်ရာရကလက်နက်ခင်ရအများပြားသိမ်းဆီးရရှိကြောင်းသိရပါသည်။ကရင်ပြည်နယ်ကော့ဂရိတ်ဂျုံလိုလန်းတိုက်ပွဲတွင်စစ်သား30ဦးထက်မနည်းသေဆုံးပြီးစစ်တပ်ဖက်မှတရင်မှုနဲ့ဒုတရင်မှုတို့အပြင်းထန်ဒဏ်ရာရရှိကလက်နက်ခင်ရအများပြားသိမ်းဆီးရရှိကြောင်း Moon Liberation Army မှတာဝန်ရှိသူကပြောပါသည်။ဂျွန်နတ်စကိုရင်နေကရင်ပြည်နယ်ဂျုံလိုမြို့မှတစဉ် အောင်စရစစ်ကြောင်းကိုစစ်ကူပေးရန်တက်လာတော့စစ်ကောင်စီလက်အောက်ခံတပ်မ44တပ်မ55မှစစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲမှာခွန်းနိုင်ကျော်ကြာမြင့်ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်တပ်ဖက်မှတရင်မှုပါဝင် 2IC ဗိုလ်မှူးတန်းရရှိကြောင်းစစ်သား30ဦးထက်မနည်းသေဆုံးခဲ့ပြီးစစ်တပ်၏လက်နက်ခဲယမ်းများတင်းစီရရှိခဲ့ကြောင်းသိရပါတယ်စစ်တပ်ထမတင်းစီရရှိသောလက်နက်များတွင် MA1 MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ပုံ RPG ပုတ်ရများ60မမလက်နက်ကြီးများ G box မျိုးစုံ G မျိုးစုံ G ကအုပ်ထုပ်ပါဝင်လက်နက်ခဲယမ်းများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်စီရမိကြောင်းသိရပါတယ်လက်လက်ခင်ရရေအတွက်တိကျအနေနဲ့ထုတ်ပြန်ခွင့်ရလာရင်ပြောပြပေးပါမယ်ဟု Mon Liberation Army မှပြန်ကြားတဲ့တာဝန်ရှိသူကပြောပါတယ်။ အလားတူဂျွန်လ21ရက်နေ့နနက်10:00နာရီအချိန်တော်လှန်ရေးပူပေါင်းတပ်ကကျုံတို့မြုံနေရာ၄ခုကိုလက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကလည်းပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်းထို့ပြင်ဖာမြို့မှခဲယမ်းများတင်ဆောင်လာသည့်ကားများကိုလည်းတာမညကော့တာဘက်မှကျုံတို့ဘက်သို့တက်လာကြောင်းသိရှိရပါတယ်။ဒီနေ့မနက်10:00နာရီအချိန်တော်လှန်ရေးဘက်ကစစ်ကောင်စီစစ်ကြောင်းပြတ်မှတ်၄နေရာကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ပြီးနောက်စစ်ကောင်စီဘက်ကလည်းပြန်ပစ်ခတ်တာရှိတယ်။ ပြီးတော့မနက်စင်နိုင်အချိန်မှာဖန်ကစစ်ကူခရံကားတွေတာမြကော့တာဘက်ကနေဂျိုင်းတုံတို့ဘက်ကိုတက်လာတယ်။ပတ်တူတာလပတ်စိန်အုပ်ရိတ်ခါခရံကား6ဘိန်း20တက်လာတာဟုတော်လှန်ရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတွင် KNL ကဥဆောင်ပြီး RMA မွန်တက်တော် PDF တက်များပါဝင်မဟာမိတ်တပ်ပေါင်းစုံပါဝင်ကြောင်းသိရှိရပါတယ်။ကျုံတို့မျိုးကိုတော်လိုင်းတက်များကဝိုင်းထားပြီးမြို့ပြင်တို့ထွက်ကတော်လိုင်းပူပေါင်းတက်ဖွဲ့များထံပူပေါင်း၍ပြည်သူရင်ခွင်တို့ခိုးလုံကြရန်တိုက်တွန်းနှိုးဆော်ထားပါသည် နောင်ချိုမြို့နယ်ကျေးရွာခုနှစ်ခုတွင်စစ်ကောင်စီတပ်နှင့် TNLA တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအစိုးရဘုံများကိုစစ်တပ်ကတုံ့ပြန်တိုက်ခိုက်ပြန်ကြောင်းသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကျေးရွာခုနှစ်ခုတွင်စစ်ကောင်စီတပ်နှင့် TNLA တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TNLA ကရန်နေသတင်းထုတ်ပြန်ထားပါဗျ။ TNLA ကတိမ့်ပိုက်ထားသောနောင်ချိုမြို့နယ်လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းလုံဝဲအုံဒီကျေးရွာနှင့်စမစဲကျေးရွာတို့တွင်စစ်ကောင်စီတပ်နှင့်တအောင်တပ်မတော် TNLA တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးထိုတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ဒရုန်းဘုံ32လုံးတို့ကိုကျဲချခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လာ20ရက်နေ့နာနာ6:15မိနစ်အချိန်နောင်ချိုမြို့နယ်ပိန်နယ်ကုန်းနဲ့ညံတော်ကျေးရွာကြားတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလာဒူဂျမာနိတ်နာနာ7:32မိနစ်အချိန်တရကုန်းကျေးရွာနဲ့ကန်ကြီးကျေးရွာတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ထို့တူလက်ပံကုန်းကြေးရွာနဲ့လိုင်ဝဲကြေးရွာတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒီမှာနေ့မွန်းလွဲ2နာရီ30မိနစ်အချိန်ရွှေသွန်းကြေးရွာတွင်တိုက်ပွဲဖြစ်ပွားနေခြင်းစစ်ကောင်စီဘက်မှလက်နက်ကြီး53လုံးနဲ့ဒရုန်းဖြင့်ဘုံ15လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုးပြင်းဆမန်းစဲကြေးရွာနဲ့အုံမတိကြေးရွာတွင်စစ်ကောင်စီတပ်နဲ့တအောင်းတပ်မတော်ထင်းအလေတို့ထိတွေ့တဲပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးဒီမနေ့နနပိုင်းအချိန်ရွှေမောင်းတန်းနဲ့ရွှေညောင်ပင်ကြေးရွာကြားတွင်စစ်ကောင်စီတပ်နဲ့တအောင်းတပ်တော် DNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းစစ်တပ်ကတိုက်ပွဲများတွင်လက်နက်ကြီးများဖြင့်အစိမ့်ဝိတ်ဗုံးများကိုပါအသုံးပြုခဲ့သည်ဟုထင်းအလေကပြောဆိုပါသည် စစ်ကောင်စီကဂျွန်လတလာလုံးအပြစ်ရကြေညာထားတော့လဲနောင်ဂျိုမြုံနယ်သို့အပြင်းထန်ထိုးစစ်ဆင်နေကြောင်းညီနောင်မဟာမိတ်သုံးဘွဲ့ကငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားလူငါများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်အပြစ်ရကြေညာခဲ့ကြောင်းတူရောင်တွင်စစ်တပ်က၎င်း၏အပြစ်ရကြေညာမှုကိုချိုးဖောက်နေသည့်ဖြင့်တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း TNLA ကပြောပါတယ်တိုက်ခိုက်ခံနေရတာမရမချင်းနျူကလ িয়ার ရေဆွေးနေဖို့ဖြစ်နိုင်ကြောင်းအီရန်ကပြောပါတယ် တိုက်ခတ်ခံရတဲ့အခြေအနေမရမချင်းနိုင်ငံရဲ့နျူကလ িয়ার နည်းပညာထိန်းချုပ်ရေးဆိုင်ရာကိစ္စတွေကိုဆွေးနွေးမှုပြန်ဆမှာမဟုတ်ကြောင်းအီရန်ကပြောဆိုပါတယ်ဂျွန်လတ်စ်လုံးရည်နေ့မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေစစ်ခောင်းတွေကိုစတင်တိုက်ခိုက်ခဲ့ရတာကအရှိလေပိုင်းဒေသရဲ့ခါသီးရန်ဖက်နိုင်ငံကြားအပြန်လှန်ဒုံးကျည်တွေ drone တွေဘုံးတွေအုံပြုပစ်ခတ်နေတဲ့စေဘတိပခစတင်လာခဲ့ပါတယ် အကျိုးဆက်အဖြစ်အစ္စရေးရဲ့မဟာမိတ်အမေရိကန်နဲ့အီရန်ရဲ့နျူကလ িয়ার ထိန်းချုပ်ရေးကိစ္စအတွက်အီရန်နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတာလည်းရဆိုင်သွားပါတယ်။ဂျွန်လ20ရက်နေ့မှာတော့အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကအီရန်နဲ့စီးပဋိပက္ခဟာပုံမကြညောင်းလာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။နိုင်ပိုင်းကြမှာတော့အီရန်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေမရက်သေး၍နိုင်ငံရဲ့နျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေစတင်ဖို့မဖြစ်နိုင်ကြောင်းကြေညာခဲ့ပါတယ်။ အီရန်နိုင်ငံဂျိုင်းဝန်ကြီးအဘစ်အာဂျီဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဥရောပနိုင်ငံတွေရဲ့တာယာရှိတွေနဲ့တွေ့ဆုံခဲ့ပြီးဥရောပနိုင်ငံတွေကအီရန်အမေရိကန်ဆွေးနွေးပွဲတွေပြန်ဆဖို့သူ့ကိုဝိုင်းဝန်းတိုက်တွန်းခဲ့ကြပါတယ်။တစ်ဖက်မှာတော့အစ္စရေးနိုင်ငံဂျိုင်းဝန်ကြီးအီယယ်ဇာမားကဗီဒီယိုစီလိတ်မှုပြီးထုတ်ပြန်တဲ့ဗီဒီယိုတစ်ခုမှာတော့ရှေးဂျာလိုင်းနာနဲ့စီရဲ့အခြေအနေတွေအတွက်တွေ့တော့ကပြင်ဆင်ထားဖို့နဲ့ခက်ခဲတဲ့နေရက်တွေကြုံတွေ့လာမှာကိုမျှော်လင့်ထားဖို့သတိပေးထားပါတယ်။ ဒွန်လ23ရက်နေ့မနက်အစောပိုင်းထိအခြေအနေအရနှစ်ဖက်တိုက်ခိုက်မှုတွေကဆက်လက်ရှိန်ကောင်းနေဆဲဖြစ်ပြီးအစ္စရေးကအီရန်ရဲ့ဒုံးကျည်တိုးလောင်ယုံလုံနဲ့ဒုံးကျည်ပစ်ဆင်တွေကိုပိတ်မထားဘုံကျဲခဲ့တယ်လို့ပြောပါရယ်တစ်ဖက်မှာလည်းအီရန်ကလက်တုံပြန်ပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကြောင့်အစ္စရေးရဲ့ Telavis မြို့မှာပောက်ကွဲတောင်တွေစူးစူးညံ့ညံ့ထွက်ပေါ်နေခဲ့ပါရယ်အီရန်နိုင်ငံခြားဝန်ကြီးအာရချီကတော့အစ္စရေးရဲ့ရန်လိုတိုက်ခိုက်မှုတွေရက်သွားမှအီရန်ဟာတာရစ်တမန်ရေးကိစ္စကိုပြန်စင်းစားနိုင်မှာဖြစ်တယ်လို့ပြောပါရယ် နိုင်ငံကရန်ပြူတိုက်ခတ်ခါနေရတဲ့အခြေအနေမှာနျူကလ িয়ার ရေးဆွေးနွေးဖို့ဆိုတာဟာလက်တွေ့မကျဘူးလို့လည်းအာရဂျီကထောက်ပြခဲ့ပါတယ်။နောက်ပြီးအီရန်ရဲ့နျူကလ িয়ার စီမံတွေဟာရင်ကျန်းစွာအသုံးပြုမှုတွေတာရည်ရွယ်ထားတာလို့သူကအခိုင်အမာပြောခဲ့ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာနိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။အီရန်ဟာချုပ်ချာအာဏာကိုကျူးကျော်ခံရတဲ့အတွက်ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်အပြည့်ရှိကြောင်းလည်းသူကဆိုပါတယ်။ ကိုယ့်ကိုယ်ကာကွယ်နိုင်စွမ်းကိုအီရန်ကတိစောက်ယူခြင်းနဲ့ပတ်သက်လို့ဘယ်သူမှညှိနှိုင်းစရာမလိုဘူးဆိုတာကိုတော့ရှင်းရှင်းလင်းလင်းအတိပေးလို့ကြောင်းလဲသူကပြောကြားသွားပါတယ်။ဂလုဒမကဆန်ရအစ္စရေးတာမကြီးကအီရန်ဟာလူမျိုးတုံးတပ်ဖြတ်ရေးယူရချက်နဲ့နျူကလ িয়ার လက်နက်တိစောက်ဖို့စူးစမ်းနေကြောင်းနျူကလ িয়ার ဆန်ရဆောက်အုံတွေကိုအီရန်ကိုယ်တိုင်မဖြတ်စည်းရင်အစ္စရေးကဆက်ပြီးပြစ်မှတ်ထားတိုက်ခိုက်နိုင်မယ်လို့ထင်ချောက်ထားပါတယ်။ ဒီတော့တွင်အမေရိကန်သမ္မတဒေါ်လာထရမ့်ကဣသရေလနဲ့ပူးပေါင်းပြီးအမေရိကန်ကပါအီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့သဘောမျိုးပြောဆိုထားပြီးအဲဒီမတိုင်ခင်အီရန်ရဲ့တိုင်မှန်ရေးလှုပ်ရှားမှုတွေကိုနှစ်ပတ်လောက်အချိန်ပေးစောင့်ကြည့်မယ်လို့ရည်သက်မှတ်ထားပါတယ်။ထရမ့်ကအာရချီနဲ့ဗြိတိန်ပြင်သစ်ဂျာမနီဥရောပသမဂ္ဂနိုင်ငံခြားဝန်ကြီးတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေဆိုတာလဲအကျိုးဖြစ်ထွန်းမှာမဟုတ်ဘူးလို့ဆိုပါတယ် အီရန်ဟာတကယ်တမ်းမှာဥရောပနိုင်ငံတွေနဲ့စကားပြောချင်တာမဟုတ်ပဲအမေရိကန်နဲ့သာဆွေးနွေးချင်နေတာဖြစ်ကြောင်းအခုကိစ္စမှာဥရောပကဘာမှတတ်နိုင်မှာမဟုတ်ကြောင်းထရမ့်ကပြောကြားသွားပါတယ်။ဖားကံတွေမြေစာပြူတဲ့ဖြစ်ရင်မစေးကြောက်ရှာသူနှစ်ဦးတေဆုံးကြောင်းသိရပါတယ်။ကချင်ပြည်နယ်ဖားကမြို့နယ်မော်ရှန်ကျေးရွာတွင်ကြောက်စိမ့်လုကမှဆွန့်ပစ်မြေစာပြိုကျမှုကြောင့်ရေမစေးကြောက်ရှာဖွေသူနှစ်ဦးမြေစာပြိုတည်ဆုံးခဲ့ကြောင်းဒေသခံထားမှသိရပါသည် စိတ်မှုကြေးရွာမှာကိုစောအောင်နဲ့ကိုအားစားတို့သည်ဂျမားနှင့်ဇွန်လ20ရက်နေ့ညနေပိုင်းတွင်ကြောက်ရှာရနေအိမ်မှထွက်ခွာသွားပြီးနောက်ပြန်မလာသဖြင့်လိုက်လံရှာဖွေရာမှာမော်ရှန်ကြေးရွာရှိစုထုပံကုမ္ပဏီစွန့်ပစ်မြေစာပုံဟောင်းပြိုကျထားသည့်နေရာနေတွင်၎င်းတို့ယူဆောင်သွားသည့်မျောဖတ်ရှင်မျောတက်ရာတွင်ရှုံမုံခါသည့်မြက်ခင်းတူကိုတွေ့ရှိရသဖြင့်မြေစာပြိတေဆုံးသည်ဟုယူဆကြအောင်စိတ်မှုကြေးရွာရက်မိရက်ဖိုက်ပြောဆိုချက်ကိုကိုးကားပြီးဒေသခံကပြောပါတယ်အလောင်းတော့မရသေးဘူးဗျမြေစာအောက်ရောက်နေတာလို့ယူဆကြပါတယ်ဟုဒေသခံကပြောပါတယ် ဖားကောင်တွင်မိုးစတက်ရွာသွန်းဒီမှာ9ရက်ခန့်ရှိနေတဲ့ဖြင့်မြေစာထပ်ပြုံမှုအခြေအနေရှိသောကြောင့်ရုပ်အလောင်းဖော်ရန်ခက်ခဲရှိနေကြောင်းသိရပါသည်။ဖားကစိတ်မှုဆိုင်းတောင်ဒေသသည်တမ်မူကြီးကြောင်မြထွက်ရှိရာဒေသဖြစ်ပြီးအလွန်အကျွံကြောက်တူးပေါမှုများကြောင့်တဘာဝပဝန်းကျင်ထိခိုက်ကာဆွန့်ပစ်မြေစာပြိုကျမှုများနှုန်ကန်ပြိုကျမှုများမကြာခဏဖြစ်ပွားကာလူသေဆုံးရလေရှိပါသည်။ ပြီးခဲ့သည့် January 3ရက်နေ့ကလည်းစိတ်မှုကြေးရွာအုပ်စု Sport ကြေးရွာအနီးရှိရတနာအဓိပတိကျောက်စိမ့်နွန်ကံပြုကြမှုကြောင့်အသက်70နှစ်အောက်ကလေးငယ်6ဦးနဲ့ကိုဝန်ဆောင်မိခင်တဦးပါဝင်စုပေါင်းရုပ်အလောင်း32လောင်းကိုရှာတွေ့ကာကျန်ရည်သည့်ပျောက်ဆုံးသူ3ဦးကိုမူရုပ်အလောင်းရှာမှုတွေ့ခဲ့ကြောင်းဒေသခံများကပြောပါရယ်ထို့ပြင် January 30ရက်နေ့ကလည်း Sport ကြေးရွာရှိပဇံချောင်းလုပ်ွက်တွင်စွန့်ပစ်မြေစာပြုကြသည်ဖြင့်မြေထိုးကမောင်းသူ3ဦးမြေစာပြည့်အသေးဆုံးခဲ့ရပါသည်